ဒီကနေ့အော်တိုဘာလ၄ရက်မြန်မာချိန်စနေနေ့မနက်ပိုင်းမှာတော့မြန်မာပြည်သက်တွေ စိတ်ဝင်တစားစောင့်မျှော်နေတဲ့ဝဲချန်ပီယံရှစ်ရဲ့ပြရုံမြန်မာကန်ဝဲဖိုက်တာကြီးအောင်လာအန်ဆန်ရဲ့ဖိုက်တာဘဝနောက်ဆုံးပွဲကိုကြီးကွင်းရကြတော့မှာဖြစ်ပါတယ်159 36လို့အမည်ရတဲ့ဆိုပါပြိုင်ပွဲကြီးကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့နာမည်ကျော်လူမနီအားကစားယုံကြီးမှာမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကျင်းပသွားတော့မှာဖြစ်ပါတယ် 1590ပြိုင်ပွဲကြီးကိုတော့တွဲဆိုင်ပေါင်း6ဆိုင်နဲ့ကျင်းပသွားမှာဖြစ်ပြီးအောင်လာအန်ဆန်နဲ့ဇီဘက်စတီယန်ကာဒက်စတန်တို့ရဲ့ပွဲကဒုတိယကောင်ပွဲနေရာဖြစ်တဲ့တွဲဆိုင်နံပါတ်8နေရာကနေထိုးသက်သွားမှာဖြစ်လို့မြန်မာချိန်ဒီကနေ့အော်တိုဘာလ4ရက်စနေနေ့မနက်ပိုင်း9:00ခွဲနဲ့10:00ဝန်းကျင်လောက်မှာကြီးကြရမှာဖြစ်ပါတယ်။ ရှိကဒွေးဆိုင်တွေကိုမြမအချိန်မနက်9နာရီခွဲကနေစတင်ကြည့်ရမှာဖြစ်လို့ရှီပွဲတွေမှာပွဲစောစောဖြစ်နိုင်တဲ့ပွဲမျိုးတွေပါလာခဲ့ရင်တော့အောင်လာအန်ဆန်ရဲ့ပွဲကိုစောပြီးကြည့်ကြရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်အောင်လာအန်ဆန်ရဲ့ MMA Fighter ဘွားနောက်ဆုံးပွဲကိုလက်မလွတ်ပဲကြည့်ခွင့်ရခြင်းနဲ့ဆိုရင်တော့မနက်ပိုင်း9နာရီကစလို့စောင့်မျှော်အားပေးကြရမှာလည်းဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့1 5 night 36ပြိုင်ပွဲကြီးကအမေရိကဈေးကွက်ကူ UDP ထုတ်လွှင့်ပြသတာဖြစ်လို့မြန်မာနိုင်ငံကပိတ်သက်တွေနေနဲ့အခမဲ့ကြီးကွက်ရကြမှာတော့မဟုတ်ပါဘူး။ဒါကြောင့်အခပေးရုပ်သံ line တွေ ဖြစ်တဲ့ SkyNet Sport ရုပ်သံ line တွေကနေမြန်မာပိတ်သက်တွေကြီးကွက်ရကြမှာဖြစ်ပါတယ်။ မြန်မာဖိုက်တာကြီးအောင်လာအန်ဆန်းကတော့သူ့ရဲ့ MMA ဖိုက်တာဘွားနောက်ဆုံးပွဲကိုမြန်မာပြည်သက်တွေတခဲနဲ့အားပေးတန်တွေနဲ့ဆုံးသက်ချင်တာဖြစ်လို့သူ့ဘက်ကလည်းအကောင်းဆုံးစူးစမ်းပြင်ဆင်လာတယ်လို့ဖွင့်ဟထားခဲ့ပါတယ် ါအပြင်ပွဲတွင်းမှာရင်ခုန်စိတ်လို့ရှားစရာကောင်းတဲ့အစီအစဉ်တွေလည်းရှိတယ်လို့ပြောကြားထားခဲ့ပြီးဒီပွဲစဉ်ကဒိုင်အဆုံးဖြတ်ရောက်မှာမဟုတ်ပဲလဲထိုးပွဲမျိုးဖြစ်ပုံဖော်လာဖို့ရှိနေခဲ့တာပါအသက်40ရွယ်ရှိနေပြီဖြစ်တဲ့အောင်လာအန်ဆန်ကဝဲချန်ပီယံရှစ်ရဲ့မီဒဝေးတန်းနဲ့လိုက်ဟေဗီဝေးတန်းချန်ပီယံဟောင်းတူလေးဖြစ်ပါတယ်။ စတန်ဖိုက်အသားပေးကစားတဲ့ဖိုက်တာတယောက်ဖြစ်ပြီးသူ့ရဲ့ပွဲအများစုကပွဲရသပြည့်ပေးနိုင်တဲ့ပွဲကောင်းတွေဖြစ်ခဲ့တယ်လို့ပိတ်သက်အကြိုက်တွေးတဲ့ပွဲကောင်းတွေလည်းဖြစ်ခဲ့တာပါ ပြန်ပက်ဆွီဒင်သားကြီးဇီဘက်စတီယန်ကာတက်စတန်ကလည်း World Championship ဝေဒဝိတ်တန်ချန်ပီယံဟောင်းတူဖြစ်ပါတယ်။အောင်လာရဲ့ဆန်နီဒူကာတက်စတန်ကလည်းစတန်ဖိုက်အသားပေးတဲ့ဖိုင်တာဖြစ်တယ်လို့သူ့ရဲ့ပွဲတွေကအကွဲပြဲနဲ့ပွဲချမ်းတွေကိုပဲဥတီကစားခဲ့တာပါ။အသက်35နှစ်ရွယ်သားရှိသေးလို့ဒီကနေ့ထိုးသက်မဲ့အောင်လာအန်ဆန်နဲ့မီဒဝိတ်တန်ကစားပြီးရင်သူ့ရဲ့ဝေဒဝိတ်တန်ချန်ပီယံကပတ်ကိုစိန်ခေါ်ဖို့ပြန်လည်စူးစမ်းသွားမှာလည်းဖြစ်ပါတယ်။ ကာဒက်စတန်ကအောင်လာအဆန်းနဲ့ခင်မင်ရင်းနှီးတဲ့မိဆွေတငယ်ချင်းတွေဖြစ်ပြီးဂန်ဝေဖိုင်တာ2ရဲ့နောက်ဆုံးပွဲကိုထိုးသက်ခွင့်ရလို့ဂျင်းနဲ့အားရကြောင်းလဲပြောဆိုထားခဲ့တာပါ ဘလို့အကြောင်းအရာမျိုးတွေပဲရှိနေပါစေတန်စကားဝိုင်းအတွင်းမှာတော့သူတင်ကိုတင်အပြိုင်ကျမ်းကြမှာမို့ဒီဘွဲမှာအောင်လာအန်ဆက်မှောက်ရင်မှောက်မဟုတ်ရင်သူလည်းမှောက်သွားနိုင်တယ်လို့ဇီဘက်စတီယန်ကာဒက်စတန်ကဆိုထားခဲ့တာပါဝဲမတိုင်ခင်ပွဲကြိုပြောစကားတွေမှာတင်အပြိုင်ကျမ်းနေကြတဲ့ဖိုင်တာနူရဲ့ထိတ်တိုက်တွေးဆမှုက တကယ်ကိုရင်ခုံစိတ်လို့ရှားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်ဇီဘက်စတီယန်ကာဒက်စတန်ကပွဲဝင်နေတဲ့နှစ်နှစ်ခွဲကျော်ကာလအတွင်းအကောင်းဆုံးပြန်လာဖို့ကြိုးစားလာမှဖြစ်လို့ အောင်လာအဆန်းအနေနဲ့လည်းလုံးဝ short တွက်ထားလို့မရတာဖြစ်ပါတယ်။အောင်လာအဆန်းကလည်းသူ့ရဲ့ပိသက်တွေရှေ့မှောက်မှာသူ့ရဲ့ MMA fighter ဘောကိုအကျဉ်းစားအဆုံးသက်ပြချင်နေတာဖြစ်လို့မြန်မာပိသက်တွေအနေနဲ့လည်းလုံးဝလက်မလွတ်ပဲကြီးသင်းတဲ့ပွဲမျိုးဖြစ်တည်ရှိနေခဲ့တာပါ။အဲဒါကြောင့်မြန်မာပိသက်တွေကိုပျော်ရွှင်စေခဲ့သူမြန်မာလူငယ်တွေကို MMA မျိုးစိချားပေးနိုင်ခဲ့ရုံသားမကမြန်မာ fighter 2အနေနဲ့ကမ္ဘာကျော်ရဲ့ထိနိုင်ငံကုန်ကိုစောင်းနိုင်ခဲ့တဲ့ Genre 5 က်တာကြီးအောင်လာအန်ဆန်ရဲ့နှုတ်ဆက်ထိုးသက်ပွဲကိုဒီကနေ့ကျွန်တော်တို့တူဆောက်မြော်အားပေးလိုက်ကြရအောင်ဗျာ။